အသားနဲ့ပတ်သက်ပြီးတော့ဝီနီးကျန်းကမှပြည့်ညတ်ထားတဲ့အသားကြီး10မျိုးအသားကြီးဆိုကြီးလို့အသားခေါ်တာမဟုတ်ဘူးကြီးတဲ့အသားလို့ပြောတာမဟုတ်ဘူးယဟန်တော်တွေမစားတိုက်ဘူးလို့မြတ်စွာဘုရားကဝီနီးထဲမှာပြည့်ညတ်ထားတာသူ့အကြောင်းနဲ့သူရှိတယ်မစားတိုက်တဲ့အသားအကပိယမန္တယဟန်တော်တွေနဲ့မဆက်ဘူးမအဆက်ဘူးမသိမ့်တော်ဘူးမစားတိုက်ဘူးလို့ ်မြတ်စွာဘုရားဆုံးမဩဝါဒပေးထားတယ်အသာ10မျိုးရှိအဲ့ဒီ10မျိုးကနံပါတ်1ကလူဖြစ်ပါလေလူသားစားနေမယ်ဆိုရင်ကဲရှုပ်ချက်ခါမှာလေပောရိတာရဇာလန်းတော့ရှိတယ်မဟုတ်လားလူတယောက်ကနေလူသားစားတယ်ဆိုတော့ဒါဘလူးဖြစ်မှာပေါ့အဲ့ဒါကြောင့်လို့လူသားဟာသတ္တူသားဖြစ်တဲ့အတွက်ကြောင့်မစားရိုက်ဘူးဒါလည်းအကြောင်းရှိလို့မြတ်စွာဘုရားပြည့်ညတ်လိုက်တာဤအဲ့ဒီတော့ကအဟုတ်ထိပ်ပြီမှာ တိတ်တရာတရားကောင်းတဲ့အမျိုးသမီးကြရှိတုပ္ပိယာဆိုတဲ့အမျိုးသမီးအလုံးကိုတရာတရားကောင်းတုပ္ပိယာတို့ဝိသခာတို့အမှန်တမ်းမှယဉ်နီးကြတယ်ဘုရားကျောင်းတော်သွားတရားနာသံဃာတွေသတင်းသုံးတဲ့ကျောင်းလေးတွေလက်ပတ်ကြည့်အဲ့မှာနေမကောင်းထိုင်မသာရှိတဲ့ကိုတော်တွေ့တွေ့ရင်မေးတယ်ရှင်ဘုရားနေမကောင်းဘူးနေမကောင်းဘူးဆုံးပနည်းရဲ့မစားရတော့ဘာဖုံးမေးခြင်းတော့ဒီလိုတွေမေးကြတာမေးတဲ့အခါမှာဟိုကောအင်းစွပြုတ်ကလေးတော့တောက်ချင်ပါတယ်လို့ ြောလိုက်တဲ့အခါအဲ့ဒီတုန်းကသုတ်ပြာဆိုတဲ့အမျိုးသမီးရဲ့တပည့်တော်ဆွပြုတ်လုပ်ပြီးပို့ပါမယ်လို့အမခံသူအမခံပြီးတော့အိမ်ပြန်သွားတဲ့နောက်တည့်ရက်မှာအသားမပေါ်ရတဲ့နေ့ဖြစ်သွားအသားကဘယ်မှဝယ်လို့မရတော့သူတို့လည်းဥရိယတရက်တလေအသားမပေါ်ရသားတတ်နိုင်စဉ်ချမပေးတဲ့နေ့ဆိုတော့မတတ်ရလို့အမိန့်ထုတ်ထားတဲ့နေ့ပေါ့အဲ့တော့မရတော့သူဘယ်လိုလုပ်တုံးဆိုလို့ရှိရင် ဘာသားမှလည်းဝယ်လို့မရဘူးအိမ်မှာလည်းပဲခုခေတ်လိုအသားဆိုတာရေခဲတက်တာတော့ဘာလို့ရှိတာမဟုတ်တော့ရေခဲတက်တာတဲ့တိမ့်ထားလို့လည်းဖြစ်တာမှမဟုတ်ဘဲကိုအဲ့တော့ဒီအသားဆိုတာချက်ချင်းလက်လက်ဆက်ဆက်ချက်ပြုတ်မှရတာအဲ့တော့ဈေးတော်ဝယ်တဲ့အခါအသားမရတော့သူကြံရမရဘူးဒါလည်းအာမခံနေတယ်အဲ့တော့ဒုက္ခပဲမနဲ့တော့သားဆွပြုတ်တော့ပို့ရမှာပဲဆိုနေနောက်ဆုံးမှာအိမ်ထဲကဓာတ်ထက်ထက်ကိုယူပြီးတော့သူ့ပေါင်သားသူလှီးပြီးတော့ ူပြုတ်ပြုတ်ခိုင်းလိုက်တယ်ပြုတ်ခိုင်းပြီးတော့ចောင်းပုတ်ပေးလိုက်အဲသူကတော့ပေါင်သားကြီးကိုလှိခံလိုက်ရတော့အဲ့ရတယ်မှလဲသွားပြီပေါ့เนาะအဲ့ဒီကိုတော့ကိုသွားပြီးတော့ပုတ်တယ်သူကတော့သူ့ပေါင်ကိုစီးထားတယ်သွေးတွေထွက်တော့အဲ့ဒါကိုသိတော့မြတ်စွာဘုရားကအိမ်ကြွသွားအင်ကြွတော်တော့ဘုရားကိုထွက်ပြီးတော့ရှင်မခိုးနိုင်ဘူး။အောင်ကထာယာကြီးနဲ့ရှင်မခိုးနိုင်တော့။မြတ်စွာဘုရားကတုတ်ပြီးရပဲသွားလဲလို့ဆိုတော့ သူ့အမျိုးသားလျှောက်တယ်။ပြရတယ်မှာဗျာတဲ့မထနိုင်ဘူးလို့ဆို။ဆက်ဆိုဗျာခေါ်လိုက်တယ်ငါစီလာခဲ့လို့ဆို။ဘုရားခေါ်လိုက်လို့ဆိုတာနဲ့ပဲသူ့ပေါင်ကတန်းရာဟာပျောက်သွားတယ်တက်တာသွားတယ်ခင်ဗျ။တခါတည်းဘုရားရှင်ရောက်တဲ့အခါသူအံ့ဩသွားတယ်အဲ့ဒီမှာအဲ့ဒီမှာဒီပေါင်သားသူ့ယောက်ျားလျှောက်တယ်သူမျိုးသမီးဒီပုပ္ပိယဟာအမတ္တမတရားတရားကောင်းတယ်ဗျာတဲ့ သူ့ပေါင်းသားသူ့လှီးပြီးတော့တောင်မှတန်ခါကိုစွပြုတ်လုပ်ပြီးတော့ကတ်လှူတယ်တဲ့အိမ်မတမတရာတရားကောင်းနေတခြားသူမလှူနိုင်တဲ့ပစ္စည်းဆိုတာတခုမှမရှိဘူးခင်ဗျာလို့ဖះရှိမှချီးမွမ်းပြီးရှောက်တယ်အဲ့ဒီမှာမြတ်စွာဘုရားကဒီပေါင်းသားလှီးလှူတယ်ဆိုတာသိသွားပြီးကြောက်ရောက်တဲ့အခါဒီတရင်ကိုမေးတယ်ဘယ်ကိုတော့လဲဆိုတာမေးမြန်းဆုံးသားတန်ခါးလေးအားလုံးကို ဒီနေ့ကနေစပြီးအသားဆိုရင်ဘာသာလဲလို့ပြောရမယ်လူသားဆိုရင်မစားသင့်ဘူးဆိုပြီးတော့ဥပဒေဖြစ်ညာတယ်နော်သိခါဘုံတစ်ခုထုတ်လိုက်ဒါကနောင်ကြတော့မထုတ်ဘူးဆိုရင်ပြဿနာဆိုတာတက်လာနိုင်တာလူသားစားတယ်ဆိုပြီးတော့ပြဿနာတက်လာဒါကြောင့်မဟုတ်လို့လူသားဆိုတာမစားကောင်းဘူးမစားသင့်ဘူးဇတုသားဖြစ်တယ်အဲ့ဒီကစပြီးတော့မအပ်တဲ့အသားကြီး10မျိုးလို့ပြောတဲ့ထဲမှာလူသားကနံပါတ်1ပါ ဟိုနောက်ထပ်မအပ်တဲ့အသားတွေကဘာလို့ဆိုစင်သားတို့မြင်းသားတို့ဘာဖြစ်လို့စင်သားမြင်းသားကမအပ်မစားကောင်းတာတော့လို့ဆိုဟိုခေတ်ကစင်နေမြင်းနေဆိုတာကဘယင်ကစည်ရေးစည်ရာအတွက်အသုံးချစင်မြင်းကိုအသုံးချအဲ့တော့စင်မြင်းဆိုလို့ရှိရင်ဘယင်အတွက်မှာအရေးကြီးတဲ့သရဝါဖြစ်တယ်အဲ့ဒီကောင်တွေကိုတတ်တာဖြတ်တာကိုဘယင်ကသဘောမကျသဘောမကျတော့ အဲတချို့ကလည်းဆင်းတို့မြင်းတို့ကိုတတ်ပြီးတော့အသာချက်စားတာမျိုးတွေပါနေလှုပ်တယ်လှုပ်တော့ရဟန်းတွေကိုလည်းလှူတယ်အဲဒီမှာဘုရင်တွေကဒီမြင်းတတ်တဲ့လူတွေဆင်းတတ်တဲ့လူတွေဆိုဖမ်းတယ်ပြစ်ဒဏ်ကြီးကြီးပေးတယ်အာအဲ့တော့အသာစားတဲ့ပုဂ္ဂိုလ်တွေလည်းပဲဒါပြစ်ဒဏ်ပေးတယ်အဲ့ဒါလို့မင်းပြစ်မင်းဒဏ်နေဖြစ်နိုင်တာမို့မြတ်စွာဘုရားကဆင်းသားမြင်းသားလည်းမစားရဘူးလို့ဆိုပြီးတော့ပြညတ်လိုက်တာဟုတ်သူ့အကြောင်းလေးနဲ့သူပဲ နောက်တစ်ခါခွေးသားခွေးသားဆိုတာတော့အလွန်ဆက်စုပ်စရာကောင်းတဲ့အောက်တန်းကျတဲ့အိန္ဒိယနိုင်ငံမှာအန်တက်ချေဘောလို့မထီရမကန်ရအလွန်အောက်တန်းကျတဲ့ဇန်နေနေစားတဲ့အစာဖြစ်ခွေးသားစားတဲ့လူဆိုရင်လူတွေကအပေါင်းအသင်းမလုပ်ကြတဲ့လူမျိုးတွေမှစားတာဟုတ်အဲ့တော့ရဟန်းတန်ဃာတွေဟာအများနဲ့ဝင်ဆမ်းမွေရအတွက်အမတန်မှနိုင်ကြတဲ့အစာအစာစားတဲ့ဟုတ် လူတကာအထင်သေးတာမျိုးမလုပ်သင့်ဘူးဆိုပြီးတော့ဆက်ဆုပ်ရွံရှာပွဲကောင်းသောကြောင့်ဖေးသားကိုတော့မစားတတ်ဘူးလို့မြတ်စွာဘုရားပြင်းနေတယ်။ဟောနောက်တစ်ခုကြတော့ဘာလို့ဆိုရင်မွေသားတဲ့။မွေသားကိုဘာလို့မစားရတာတော့ဆိုမွေသားစားထားတဲ့ပုဂ္ဂိုလ်ဟာမွေရဲ့အနတ်ကအသားစားထားလို့ရှိရင်အနတ်ဆိုတာဆွဲအဲ့ဒီအနတ်ကိုမွေတွေကသိတော့တောထဲမှာတရားထုတ် မွေသားကိုတကားတည်းကကတ်လိုက်လို့စားပြီးတော့တောထဲမှာသွားတရားထိုင်ရင်တော့မွေကဒုက္ခပေးမှသေးချတယ်ပေါ့ဒါကြောင့်မလို့မွေသားလည်းမစားနဲ့အန္တရာယ်ရှိတယ်ပေါ့နောက်တစ်ခါကျတော့ရှင်သေးသားတို့ကြာသားတို့နော်ဘဝသားတို့အောင်းသားတို့နော်အဲ့ဒါတွေလည်းပဲမစားတယ်မဟုတ်ဘူးဗျ။ဘာဖြစ်လို့လဲဆိုလို့ရှိရင်ညာနေကအဲ့ဒီကောင်းတွေရဲ့အသားကိုစားပြီးတဲ့အခါ တောထဲမှာနေပြီဆိုလို့ရှိရင်ရှင်သေးကလည်းရှင်သေးသာအနှံ့ရရသူကလည်းလိုက်ကြားလည်းကြားသာအနှံ့ရစသိကလည်းစသိနှံ့ရဝေါ်ကလည်းဝေါ်အနှံ့ရဆိုတာဒီကောင်တွေကဒုက္ခပေးတတ်တယ်ကောအဲ့ဒါကြောင့်မလို့ဒီသားတွေမစားဘူးလို့ဆိုအဲ့ဒီအသား10မျိုးဝိနည်းကြံတဲ့မှာပြည့်ညတ်တာဒါမအပ်တဲ့အသားဆယ်မျိုးလို့ယဟန္တာငါးတွေအတွက်ပြည့်ညတ်ထားတာရှိတယ်ပေါ့ဒါကြောင့်မို့ယဟန္တာငါးတွေဟာအသား မတင်ကလို့ရှိရင်ဘာသာလဲလို့မေးရမေးပြီးတော့မှတန်တရာခင်းမှစားကြတယ်